တင်းလာနေပြီသူအားလုံးမင်္ဂလာပါ2025 March 15ရက်ကနေ27ရက်နေ့အတွင်းမှာကိုယ့်ရဲ့အတွေ့ကိုယ့်ရဲ့ကြံစီရည်မှန်းချက်တွေကတပတ်သူနဲ့မတူတချို့ကြောင်းရတယ်မှာစန့်ကျင်ပဲတော့ဖြစ်နေလိမ့်မယ်ကိုပြောသမျှကိစ္စသည် တပတ်သူနဲ့အငင်းခုဖြစ်နေလိမ့်မယ်အတွေ့မတူတော့ဒီနေရာမှာ သူတပတ်နောက်လိုက်ချင်း တပားသူလုံထုံးလုံနေတဲ့လုံချင်းကိုကိုကသွေပြီးတော့ကိုလမ်းကြောင်းနဲ့ကိုထိုးပေါက်လို့ရင်အင်မတန်ကောင်းလိမ့်မယ်ကိုရဲ့တွေးခေါ်ရင်ရှင်းချက်နေတယ်အတွေးမြင်နေရှုထောင့်နေသုံးသက်ချက်တွေမှန်ကန်မယ်ရှင်ပြိုင်မှုမှမြတ်အောင်မြင်မယ်ကာလရှည်ချာစူးစမ်းအထုထားတဲ့အကြောင်းအရာတွေရဲ့အကျိုးဆက်ကိုရအောင်ဖန်တီးနိုင်တဲ့အနေထားကောင်းကိုကျုံးနေတယ်ဘီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့ မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေလာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။စကားရည်နေမှာအပြိုင်ဆိုင်နေကြတဲ့အတွက်တက်မှုကိုရရှိမယ်။အဲ့ဒီနေမှာ အနောက်ရက်ကိုတည်သွားစေနေရှိတဲ့တော်တော့ကူးဆက်ရမယ်။နေတနိုင်ခွဲနဲ့သုံးနိုင်ကြသွားလာကူးဆက်ရမယ်။၁၆ရက်နေ့ကအလုံးစုံကောင်းခြင်းကံနဲ့အကျိုးပေးတဲ့ကံတွေပေါ်တယ်။ရပိုင်ခွင့်ပြန်လဲတောင်းဆိုခြင်းခက်ခဲအလုံးကျော်လွှားခြင်းရှင်မန်းကျအောင်မြင်ခြင်းတို့ကိုကြုံမယ်။၁၉ရက်နေ့မှာ အပြိုင်ဆိုင်ကြအတွတ်တဲ့မယ်။အခက်ခဲအလုံးကိုကျော်လွှားမယ်။မိမိလိုလားချက်ရည်ရွယ်ချက်တွေကိုစင်ပြေအောင်ဆောင်ရွက်နိုင်လိမ့်မယ်။ ဆက်ရှိရနေ့အဲ့ဒီနေ့မှာဥတီချက်စစ်နဲ့လောကန်ချင်းတို့ရဲ့ကောင်းသောအကျိုးကိုရမယ်မိမိလိုလားချက်ကို ရှေ့တိုးလို့လို့အကျိုးရှိနိုင်မယ်အတိုက်ခံကြားကဖြတ်သန်းရမယ်အဲ့ဒီနေ့မှာအရှင်းမြောက်ရက်ကိုဒီသောဇဉ်နဲ့ရှိတတ်တယ်မနေ့၄နိုင်ခွဲနဲ့၆နိုင်ကြာညနေ၄နိုင်ခွဲနဲ့၆နိုင်ကြာဒီမှာအသွာလန်နေထိုင်အထူးပြုပြီးကိစ္စအမယ် 19ရက်နေ့ကတော့အလုံးစုံကောင်းသောကံနဲ့တွတ်တက်တဲ့ကံနဲ့ပေါ်တယ်မိကောင်းဆွေကောင်းထောက်ကူရမယ်စိတ်ချမ်းသာမယ်20ရက်နေ့မှာပြောင်းလဲမှုနဲ့တွတ်တက်မှုရှိမယ်အကြံသစ်တွေကိုကောင်းထည်ပေါ်နိုင်တဲ့ဘဝတလန်းဖွဲ့မယ်21ရက်နေ့ကတော့ငွေကြီးကြီးကံလုပ်ငန်းကံဘဝကံထူးခြားစွာ ကောင်းခြင်းကြိုးပမ်းခြင်းနဲ့လူရပြည့်စုံခြင်းတွေကိုကြုံတွေ့ရမှာဖြစ်ပါတယ်ဒီကာလအတော်တွင်မှာ တနင်္ဂနွေနေ့တောက်ကြံနေ့စနေနေ့မွေးသူတွေကောက်ကျိုးပေးပြီးတော့တနင်္လာနေ့ကြာသာပတင်းနေ့မွေးသူတွေကြောင့်စေနောက်ရှက်ဖြစ်တဲ့နှစ်ခုကိုကနံကျိုးပေးတဲ့အဖြူအစိမိကိုအပြာတို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်နိုင်ပါတယ်ကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းများရဖို့အတွက်အနီအောင်ပွင့်ပွင့်ဖျားတင်ကတ်တူပြီးအလိုရှိရာဆုတောင်းမှာဆုတောင်းပြေပါမယ်ကျေးဇူးတင်ပါတယ်